မင်္ဂလာပါဒီနေ့မှာကျွန်တော်ကအာကစားတန်ရာနယ်ပယ်မှာအလူယိုရှင်းတဲ့ခေါင်းစဉ်တစ်ခုကိုပြောပြမှာပါအဲ့ဒီတော့အလူယိုရှင်းတဲ့တန်ရာတစ်ခုကတော့အခေါက်အစစ်ကျိုးပါအခေါက်အစစ်ကျိုးကဒူးစစ်တွင်းမှာရှိတဲ့အစစ်ကျိုးတစ်ခုဖြစ်ပြီးအာကစားနဲ့ပတ်သက်ပြီးအလူမကြာခဏတန်ရာရတာတို့မဟုတ်ပြက်တာဖြစ်ပါတယ်ဒါအပြင်လမ်းပေါ်မှာရင်းမတော်တဆမှုဖြစ်တာနဲ့တောင်ချစ်နိုင်ပြီးအိမ်မှာအနေငယ်လဲကြတာနဲ့တောင်တီးအစစ်ကျိုးပြစ်နိုင်ပါတယ်အဲ့ဒါဆိုရင်လဲကြတာနဲ့ အခစားတန်ရာရပြီးနောက်မှာတွေ့ရမယ့်ရိုးရိုးရှင်းရှင်းယောဂလက္ခဏာတွေကဘာတွေလဲအဓိကပြဿနာကတော့ရောင်ရမ်းခြင်းဖြစ်ပါတယ်ပထမဆုံးကတော့တင်းတူးအစ်စ်မှာရောင်ရမ်းခြင်းဖြစ်ပါမယ်ဒုတိယမှာတော့တင်းလန်းလျှောက်တဲ့အခါမှာမတည်ငြိမ်မှုပြဿနာတွေရှိပြီးတင်းလန်းလျှောက်တဲ့အခါမှာတင်းတူးကတုတ်ရှားနေတယ်လို့ခံစားရပါမယ်ဒါကိုမတည်ငြိမ်မှုပြဿနာလို့ခေါ်ပါတယ်ဒါကြောင့်အခေါ်အစ်စ်ကျူးပြက်ပြီးနောက်မှာဒီလိုမတည်ငြိမ်မှုယောဂလက္ခဏာကအလွန်ရိုးရိုးရှင်းရှင်းတွေ့ရနိုင်တဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်ဒီလိုယောဂလက္ခဏာတွေရှိရင်ချက်ချင်းဆရာဝန်နဲ့ဆွေးနွေးဖို့လိုအပ်ပါတယ် အကြောင်းကတော့မတည်ငြိမ်မှုပြဿနာတွေကိုဂရုမစိုက်ရင်အခုအစစ်ကြိုးကအခြားအစစ်ကြိုးများကိုထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်ဒူးအစစ်မှာအစစ်ကြိုးလေးခုရှိပြီးအဲ့ဒီထဲကနှစ်ခုကတော့ crucial အစစ်ကြိုးတွေဖြစ်ပြီးအခြားနှစ်ခုကတော့ meniscus တွေအတူယူနိုင်တဲ့အစစ်ကြိုးတွေဖြစ်ပါတယ်။ဒါကြောင့်အခုအစစ်ကြိုးပြတ်သွားရင်ဂရုမစိုက်ဘူးဆိုရင်တော့မဟုတ်တင့်ညိုတဲ့ကုသမှုမပေးရင် meniscus ပြတ်သွားခြင်းကိုဖြစ်စေနိုင်ပါတယ်။ဒါကအလွန်ရိုးရိုးရှိပါတယ်။ဒါကြောင့်မတည်ငြိမ်မှုပြဿနာတွေကို အထူးသဖြင့်လက္ခဏာပြနေတဲ့အခါမှာအမြဲတမ်းဆရာဝန်နဲ့ချက်ချင်းဆွေးနွေးဖို့လိုအပ်ပါတယ်။လောကရှာဖွေရန် right sucking ကိုရိုက်ဖို့လိုအပ်ပါတယ်။အင်းခပ်ပြနေရဆိုရင်အကပြချင်းဟာအစိပ်ပိုင်းပြချင်းသူမဟုတ်အတိအဝပြချင်းဖြစ်နိုင်ပါတယ်။ဒါကြောင့်အစိပ်ပိုင်းပြနေတဲ့အခါမှာပထမဆုံးကုသမှုကပြင်ညော်တဲ့ပြန်တဲ့ထူထောင်မှုဖြစ်ပါမယ်။ တင်းရခွနဲ့ hamstring ချွတ်သားတွေကိုအားကောင်းစီကိုအားကောင်းခြင်းနဲ့အခြေအနေပြန်လည်ကောင်းမှုရေးအစီအစဉ်ကိုလိုက်နာဖို့လိုအပ်ပါတယ်။ဒါကိုအနည်းဆုံးလေးလမှသုံးလကြာလုပ်ရပါမယ်။အစိတ်ပိုင်းပြတ်နေတဲ့အခါမှာပါ။ဒါပေမဲ့တင်းမှာအပြေအဝပြတ်နေပြီးမတည်ငြိမ်မှုလက္ခဏာတွေရှိရင်ဥပမာတင်းလမ်းလျှောက်တဲ့အခါဒူးလုံနေတယ်ဆိုရင်ဒီလိုလက္ခဏာမျိုးကိုခွဲစိတ်ကုသမှုလိုအပ်ပါမယ်။ဒါကတော့ arthroscopy ကိုခွဲစိတ်မှုပါ။အခုနောက်ဆုံးတိုးတက်မှုကတော့ D-like of ligament ပြန်လည်တိဆောက်ခြင်းကို KO ခွဲစိတ်မှုနဲ့လောက်တာဖြစ်ပြီးတင်တူးမှာ KO နှစ်ခုထည့်ပြီးတင်ပေါင်အတွင်းပိုင်းကနေ graph ယူပြီး ါကို hamstring graft လို့ခေါ်ပါတယ်။ထို့နောက်ကျွန်ုပ်တို့ဒီဟာ ankle အယုတ်ကို cloud တစ်ခုဝက်ဥတစ်ခုဖြင့်ဟိုကချက်ပြီးအယိုးကိုပြန်လဲတိဆောက်သည်။ဒီပြန်လဲတိဆောက်မှုပြီးရင်အဓိကအရေးကြီးတဲ့အပိုင်းကရေဟာအပိုင်းမှာအကြောင်းကခွဲစိတ်မှုကအနည်းငယ်ပဲအခန်းကဏ္ဍရှိပြီး post op rehab ကအလွန်ရေးကြီးတဲ့အခန်းကဏ္ဍရှိပါတယ်။ဒီမှာ rehab ကိုအဆင့်၃ဆင့်အဖြစ်ခွဲခြားပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီကို၃လအတွင်းအခြေခံအကောင်ရေးအစီအစဉ်ဖြစ်ခွဲခြားပါတယ်။ဒုတိယ 3လကအားကောင်းကြီးနဲ့အခြေအနေပြုကင်ရေးအစီအစဉ်ဖြစ်ပြီးနောက်ဆုံး3လကအမြန်နှုံးနဲ့တိခတ်နိုင်စွမ်းအစီအစဉ်ဖြစ်ပါတယ်။ဒါကြောင့်ဒီအစီအစဉ်ကိုအားလုံးပြီးမြောက်တဲ့အခါမှာ၈လမှ9လကြာပြီးမှပြန်လဲရှင်ပြိုင်မှုအဆင့်ကစားနည်းတွေကိုပြန်လဲဝင်ရောက်ဖို့ပိုကောင်းပါတယ်။ဒါကြောင့်ဒီအစီအစဉ်ကတင့်ကိုတင့်ရဲ့တင့်တော်တဲ့လေ့ကျင့်မှုတွေကိုဝင်ရောက်နိုင်စေပြီးအနာဂတ်မှာအခြားသောအားကစားတန်ရာတွေကိုလည်းကောက်ကွယ်နိုင်စေမှာပါ။ကျေးဇူးတင်ပါတယ်။